ားလုံးပဲမင်္ဂလာပါရှင်။မကျနာတရင်ကြနေရဲ့မချလောက်ခုနှစ်ရည်ရေဒီယိုစီစဉ်အောင်သက်ဆက်ပြတော့မှာဖြစ်ပါရယ်။မကျနာဘူတာကိုလမ်းပိုင်းတလျှောက်ကစေကောင်းစီဂိတ်တွေမှာကုန်ပစ္စည်းတင်ကားတွေပေးဆောင်ရတဲ့အခွန်ဟာ73ဒိန်ကျော်လောက်ရှိနေပါရယ်။ မလင်းကြောင့်ပြိုကျပျက်စီးခဲ့တဲ့ Sky Villa အဆောက်အုံကနေပိမိနေသူစေဦးရဲ့ရုပ်အလောင်းထမှန်သွေရှိခဲ့ပါတယ်။မလင်းပေးတဲ့ပြည်သူတွေကိုကူညီဖို့အတွက်နိုင်ငံတကာကလူဒဏ်ဖို့ကတိပြုငွေ American Dollar 63တန်ရရှိထားကြောင်းနဲ့ကုလသမဂ္ဂရဲ့အရေးပေါ်ရန်ပုံငွေကနေ American Dollar 5000ကိုလည်းအသုံးပြုသွားမယ်လို့ကုလသမဂ္ဂကပြောပါတယ်။စာရတဲ့လူတွေကိုတိစောက်ပြရမှာပါ။ကျမတို့အစီအစဉ်တစ်ဆက်တူမိုင်းနေဖြစ်ပါတယ်။ ျွန်တော်မူတာဝလမ်းပိုင်းတခြားဝစေကောင်စီကတွေမှာကွန်ပစ္စည်းတင်ကားတွေပေးဆောင်ရတဲ့အခွန်ဟာ7သိန်းကျော်လောက်ရှိနေရလို့ဘူတော်ဒီရောက်ကန်သူစီကနေသိရပါတယ်။ထရေးဆာကပြပို့ထားတာပါ။လန်ဒရှောက်စစ်ကောင်စီကိတ်တွေမှာစံတရေးကိုကျပ်နှတောင်းချော်ပေးရတဲ့အပြင်သက်စီတပေပါကိုတိန့်ကနာအခွင့်ပေးဆောင်ရပြီးအခြားတင်ဆောင်တဲ့ပစ္စည်းတွေကိုလည်းပေါချာစည်းင်းကြည့်ပြီးရခိုင်နှုန်းနဲ့ဖြည့်ယူရလို့ဘူတာဟိုဒေတာကံပြည်သူတို့ကမိချီနာတဲ့တဲ့ဂျာနီကိုအခုလိုပြောပါရယ် မချနာပူတောကဘောတောမချနာပူတောကအတွားလာအခွန်ခအရမ်းများနေတယ်စစ်ကောင်စီဂိတ်တွေပေါ့ပါလနာကနေမြစ်ဆုံအထိမြစ်ဆုံကနေတော့ဆွန်ပီယန်တန်ဂျာမူလာရှိဒီပေါ့အကုန်ပေါင်း3သိန်းကျော်လောက်တော့ကြတယ်တနေရာမှာ8000 9000 5000 4000 5000ပေးရတယ်အကုန်လုံးကိုပေးရတာပေါ့ စစ်ကောင်စီတပ်သားတွေစောင့်ကြံနေတဲ့နေရာတစ်ခုမှာပုံမှန်အနည်းဆုံးချက်3000ပေးရပြီးပြည်စည်းတင်ဆောင်မှုပေါ်မူတည်ပြီးတော့လည်းငွေကြေးပြောင်းလဲကောက်ခံတာတွေပါရှိနေတယ်လို့လည်းကာသမသူရဲ့ပြပြချက်အရတီးရတာပါအချက်ပါလမ်းပိုင်းမှာကချင်တုလိုက်ရဲ့တမရိုကေရဲ့ခေတွေပါရှိပေမဲ့ပေးဆောင်ရတဲ့အခွန်ဟာတောင်ကနန်းသာရှိတယ်လို့လည်းဒေသခံကဆိုပါတယ်။ကာကိအချက်ကနေမစ်ဆုံအရောက်ထီတော့လွတ်တော်အနီးတနေရ၆မိုင်ကုန်းအနီးတနေရကွာခချေးရွာကျော်တနေရ ဆေးမိုင်ကျေးရွာအတွင်းတနေရာအပြင်လမုံဆုပ်ကျေးရွာအတွင်းတနေရာနဲ့မြစ်ဆုံကိစုစုပေါင်းရှင်းနေရာလောက်မှာငွေကြေးပေးဆောင်နေရတယ်လို့သိရပါတယ်။မြချင်းနာဘူတာကိုလန်ဒရှာအထက်ပါစေကောင်းစီကိတ်တွေအပြင်တယန်းဆုပ်ဆွန်ပရာဘုံဖုန်ချန် စွန်ဘီယံတန်ဂျာလုံရှာယံမူလာရှိရီစားရဲကရင်ရင်းနဲ့စစ်ကောင်စီရဲ့ဂိတ်တွေကိုဖျက်ရပြီး ခေအများစုဟာစစ်ကောင်စီရဲ့ဂိတ်တွေဖြစ်တယ်လို့လည်းထမှန်သိရှိရပါတယ်။ကာသမားရီအနေနဲ့မချင်နာပူတာကိုအတွားအပြန်ကုန်ကြစေဟာ73စီကုန်ကြစေအပေါင်း KJ ရပါပေါင်းရဲ့စုစုပေါင်းအနည်းဆုံး73တင်းလောက်ကုန်ကြနေတာကြောင့်ကားပြန်ပြီးအမြင့်ငွေမကြံတော့ဘူးလို့လည်းကာသမားရီကပြောပါတယ်။ ပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးပို့ချင်နေဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3996 3333ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။ငလင်ပေးတဲ့ပြည်သူတွေကိုကူညီဖို့အတွက်နိုင်ငံတကာကအလူတန်းဖို့ကတိပြုငွေ American Dollar 63တန်းရရှိထားကြောင်းနဲ့ကုလသမဂ္ဂရဲ့အရေးပေါ်ရန်ပုံငွေကနေ American Dollar 5တန်းကိုလည်းအသုံးပြုတော်မယ်လို့ကုလသမဂ္ဂကပြောပါရယ်။ဆောက်ဆိုင်ကတင်ဆက်ပေးမှာပါ။ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုနဲ့အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာညှိနှိုင်းရေးမှု UNO ခြားရဲ့အကြီးအကဲဖြစ်သူ Mr. Tom Fletcher ကစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့မနေ့က April 6ရက်နေ့ကနေပြည်တော်မှာတွေ့ဆုံချိန်ပြောခဲ့တာလို့စစ်ကောင်စီကတင်ထောက်ပြန်ထားပါတယ်။အဲဒီငွေတွေကိုအသုံးပြုပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာအကောင့်ထဲပို့ဖို့အတွက်ကုလသမဂ္ဂဝန်ထမ်းတွေကိုဆေးလွှတ်သွားမယ်လို့လည်းထပ်မံပြောကြားခဲ့ပါတယ်။ ဒါအပြင်အင်အားပြင်းငရင်တန်ကြောင့်ပျက်စီးဆုံးရှုံးမှုများအပေါ်တုံ့ပြန်ဆောင်ရွက်နေရေးမြန်မာနိုင်ငံနဲ့ကုလသမဂ္ဂအကြားပူးပေါင်းမြင့်တင်ရေးနဲ့ဆက်လင်းပြီးနှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့လည်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ငရင်ကြောင့်မြန်မာကစကိုင်းမန္တလေးနေပြီးတော့ရှမ်းမကွေးပဲခူးတိုင်းဒေသတို့ကအထူးကခံစားခဲ့ရပြီးထိခိုက်ဒေဆုံးမှုပျက်စီးဆုံးရှုံးမှုများပြားတယ်လို့လည်းသိရပါတယ်။ 2025မတ်လ28ရက်နေ့လယ်ပိုင်းမှာမြန်မာပြည်အလဲပိုင်းဒေတာနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့တို့မှာအင်အားအလွန်ပြင်းထန်ငရင်ကြီးလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။မြန်မာနဲ့ထိုင်းကငရင်ဘေးပြည်သူတွေကိုအမေရိကန်ဒေါ်လာ5တန်းကူညီပေးမယ်လို့ကုလသမဂ္ဂအဖွဲ့ကပြောကြားကြောင်းရိုက်တာတည်င်းဌာနမှာလည်းမတ်လ29ရက်နေ့ကဖော်ပြထားပါတယ်။ မန္တလေးမြို့အောင်မြေသားဆံမြို့နယ်ကငလင်ချောင်းပြူချပျက်စီးခဲ့တဲ့ Sky Villa အဆောက်အုံကနေပိမိနေသူ၁၀ဦးရဲ့ရုပ်အလောင်းထမှန်သူရှိခဲ့ရလို့မြန်မာနိုင်ငံမိသက်ဦးစီးဌာနကထုတ်ပြန်ထားချက်အရသိရပါတယ်။ Sky Villa အဆောက်အုံပြူချပျက်စီးရာကပိမိနေသူတွေကိုမြန်မာနိုင်ငံမိသက်သက်ဖွဲ့နဲ့တရုတ်နိုင်ငံက Blue Sky အဖွဲ့ဝင်တွေစုပေါင်းပြီးရှင်းပွဲကိစ္စရေးပြုလုပ်ချိန်ဒီကနေ့မှထမှန်သူရှိခဲ့ရောဖြစ်တယ်လို့ဆိုပါတယ်။ ချမှတ်သူရှိခဲ့တဲ့အထင်းမှာအမျိုးသမီးရှစ်ဦး၊ကလေးမတူဦးနဲ့ကြားတူဦးရဲ့အလောင်းသူရှိခဲ့တော့ဖြစ်တယ်လို့သိရပါတယ်။နေထိုင်သူနေရာကျော်ရှိပြီးအထက်ဆက်တက်ရှိတဲ့ Sky Villa ကွန်ဒိုဟာငလင်ချောင်းအနောက်ပိုင်းကကွန်ဒိုအားလုံးပြိုကျသွားခဲ့ပြီးရှေ့ပိုင်းကလည်းမြေပြင်မှာခုနှစ်သက်သာကျန်ရှိခဲ့တာဖြစ်ပါတယ်။စာပြတဲ့နေကလေးကရှာဖွေကိစ္စရေးတွေကိုဒီကနေ့အချိန်ထိဆက်လက်လှုပ်ဆောင်နေပြီး Sky Villa ထဲကအသက်ရှင်သူတွေကိုကြီးထုံနေခဲ့တယ်လို့ဆက်လက်ပြီးတော့လဲရှာဖွေကိစ္စရေးတွေလှုပ်ဆောင်နေစေဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့အင်အားဖြင်းကလင်ကြောင့်ဧပြီလ6ရက်နေ့ညနေပိုင်းအထိပြည်သူ4,132ဦးသေဆုံးခဲ့ရပြီး6,588ဦးဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။ထိခိုက်ပျက်စီးမှုတွေများပြားလွန်ပြီးပြိုကျအဆောက်အဦတွေမှာရှာဖွေရေးတွေဆက်လက်လုပ်ဆောင်နေစေဖြစ်တာကြောင့်သေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာအရေးအတွက်ပိုတိုးလာနိုင်တယ်လို့လည်းသိရပါတယ်။ခွေးကိတ်ခံရရင်ပထမအဦးဆုံးပါလို့ရမလဲ ကတ်ခံရရင်ကိုက်တဲ့ခွေးကခွေးယူလားခွေးကောင်းလားဆိုတာကိုဓမ္မအုံဆုံးကြည့်ပေးပါ ခွေးယူကဘလို့ပုံစံမျိုးလဲဆိုရင် ခွေးမှာတရေတမျက်မျက်ကြာနေတတ်ခြင်းခွေးယူဖြစ်နေရင်ကနာမငိမ့်မဲ့ပြေးလွှားနေပြီးတွေ့ရလူ ခွေးတိုင်းကိုလိုက်ကိုက်တတ်ခြင်းခွေးကိုရင်းနဲ့ပတ်ရင်တက်နေတယ်လို့ဖြစ်တတ်ခြင်းနောက်ပြီးတချို့ခွေးယူတွေဆိုမလောက်ပဲငိမ့်နေခြင်းမိန်နေခြင်းစရတွေပဲဖြစ်ပါတယ် ဒါကြောင့်ခွေကိုက်ခံရရင်ပထမဦးဆုံးအနာကိုတန့်ရှင်းလုပ်ပေးပါအနာကတင်းငယ်လို့ဘာမှမဖြစ်ဘူးဆိုပြီးပြစ်ထားရင် ခွေးယူမပြန်ရင်တောင်ပိုးဝင်နိုင်စီပြီးလူအသက်အန္တရာယ်ထိရှိလာနိုင်ပါတယ်။ခွေးကိုက်ခံရရင်ပထမဦးဆုံးဒီချက်တွေကိုလှုပ်ဆောင်ပေးပါ။ကိုက်ခံရတဲ့နေရာကိုချက်ချင်းရေဆက်ပြနဲ့အနည်းဆုံး15မိနစ်တေချာစီကြောပေးပါ။အနာကိုအရက်ပြန်သူမဟုတ်ဘီတာဒင်စတဲ့ပိုးတန့်စင်ဆေးရည်ထည့်ပေးပါ။ နောက်ပြီးတွေးတိတ်သွားအောင်အဝတ်တန့်တန့်တို့မဟုတ်ပတ်တီးနဲ့ဖိထားပေးပြီးစိတ်ယုံစီပေးခန်းကိုတွားပါ ခွေးယူပြန်ယောဂမဖြစ်အောင်အမြန်ဆုံးခွေးယူကောက်ွက်စီထိုးပေးပါနောက်ပိုင်းအကျင့်ကြီးပြည့်အောင်ထိုးပေးပါဦးကောင်းလေပင်လက်ချောင်းထိတ်စားတဲ့နေရာတွေအကိုက်ခံခဲ့ရရင်ယောဂပြန့်နှံ့မှုအလွန်မြန်ဆန်လာကြအောင်နိစ္စရာစီယုံမှာအရေးပေါ်ကုသမှုခံယူပေးပါ။ဆံဝင်ညွှန်ကြားချက်အတိုင်းလိုက်နာပေးပါ။ခွေးယောဂကဘာကြောင့်ဖြစ်ရတာလဲ ခွေးယူယောဂါကအလွန်သိငယ်တဲ့ rabies virus တို့ခေါ်တဲ့ virus ကြောင့်ဖြစ်ပါတယ်။အဆယ်တွားတွေမှာရှိတဲ့ဒီပိုးဟာခွေး၊ကြောင်တွေစတဲ့တတ်တော်တွေမှာရှိပြီးကြိုက်ခံရတဲ့လူတွေစီကိုကူးဆက်တတ်ပါတယ်။အဲ့ဒီယောဂါပိုးဟာကုတ်ချင်းမိတဲ့ဒဏ်ရာကိုဒီပိုးရှိတဲ့ဒတွေးဝင်သွားခြင်းဖြစ်လေကူးဆက်နိုင်တယ်လို့ကုတ်ချင်းမိမှမဟုတ်ပဲဒတွေးကပါဆက်နှာခေါင်းမျက်ကြည်လွှာပေါက်ပြဲနေတဲ့အရေးပြားစတာတွေကနေတဆင့်ခန္ဓာကိုယ်ထဲဝင်ရောက်ရင်လည်းကူးဆက်နိုင်ပါတယ်။ ွေယူကက်ခံရရင်ဘယ်ချိန်မှာလက္ခဏာပြတ်တက်တယ်လဲဆိုရင်ခွေကက်ခံရတဲ့နေရာပေါ်မူတည်ပြီးလက္ခဏာပြတ်တက်ကြပါတယ်။ဦးကောင်းပိုင်းအုံနောက်နဲ့နီးတဲ့မျက်နှာကောင်းကိုယ်အပေါ်ပိုင်းတို့မှာအကိုက်ခံရရင်ဆော့ဆော့လက္ခဏာပြတ်တက်ကြပါတယ်။ကက်ခံရပြီးနောက်ဖြားလာတာကိုယ်လက်ကိုက်ခဲလာတာလက်ချောင်းနာလာတာအကိုက်ခံရတဲ့နေရာထုံနေတာရောင်နေတာညိုမဲနေတာကိုက်နေတာကျင်နေတာ ရားနေတာစတဲ့လက္ခဏာတွေပြသက်ပြီးနောက်ဆက်တွဲကတော့တက်ခြင်းတတိမကောင်းခြင်းခရောင်ကတန်းဖြစ်ခြင်းတတိနစ်ခြင်းတို့ဖြစ်ပါတယ်။နောက်ပိုင်းရေနဲ့လေကိုကြောက်ခြင်းဖြစ်စေပါတယ်။ဘာလို့လဲဆိုရင်မျက်နှာကိုရက်တောင်ခတ်လိုက်ရင်ဖြစ်စေရေကိုမြူချလိုက်ရင်ဖြစ်စေလေချောင်းကျွတ်တာတွေချက်ချင်းဆိုတလို့တင်းလာပြီးလူကိုတက်စီတာကြောင့် ရေနဲ့လေကိုထိတွေ့ရင်မနေနိုင်မထိုင်နိုင်အောင်ပြီးကြောက်နေရင်ကနေတဖြည်းဖြည်းနဲ့တတိလစ်ပြီးအသက်ကိုပါဆုံးရှုံးစေနိုင်ပါတယ်။ဒါကြောင့်ခွေယူကတ်ခံရရင်ရှင်ဖို့ထက်တည်ဆုံးဖို့အများဆုံးပါပဲ။ကတ်ခံရရင်69ရာခိုင်နှုန်းလောက်ကတည်ဆုံးကြပါတယ်။ခွေယူကတ်ကွက်ဆေးကိုဘလို့အခါမှာထိုးရတယ်လို့ဆိုရင်ခွေယူတော့မဟုတ်ခွေယူလို့တန်ပြတ်ရှိနေတဲ့ခွေကြောင်ကြိုက်ခံရရင်လည်းဒီဆေးကိုထိုးလို့ရပါတယ်။ ီခွေးရွက်ကွက်စီကကုံကြစိတ်များပါတယ်။ဒီခွေးရွက်ကွက်စီကိုအစိုးရစည်းရုံးတွေမှာအခမဲ့ထိုးပေးနေပါတယ်။အိမ်မွေးခွေးကရင်လည်းမပေါ်စားပါနဲ့။ခွေးကကွက်စီထိုးထားသလားမေးပါ။ထိုးထားကြောင်းပြခိုင်းပါ။ခွေးမှာသိဆန်ကုဆရာဝန်စီကခွေးကိုထိုးထားတဲ့ကွက်ကပ်ပြ။စောင်းလေးတွေရှိတော်မူခွေးပိုင်ရှင်ကိုပြခိုင်းပေးပါ။ဒါမှကြိုက်ခံရတဲ့ခွေးကစိတ်ချရမရတည်ရမှာပါ။ ်ခွေးကကောက်ွက်စီထိုးထားရင်ကြိုက်ခံရတဲ့တူလဲထိုးတာပါကြိုက်ခံရတဲ့နေရာကိုဆန်ဝါကတ်ခြင်းမိတွေးမှုထဲ့ခြင်းပြာကတ်ခြင်းများစတာတွေကိုလုံးဝမလုပ်ပါနဲ့မိခံယောဂဖြစ်စေနိုင်တယ်လို့ခွေးယူပိုးဝင်သွားစေနိုင်ပါတယ်။ဒါကြောင့်ကောက်ွက်ဆေးကိုအချိန်မီထုံးနှံထားခြင်းကခွေးယူပြန်ယောဂဖြစ်ပွားမှုကိုကောက်ွက်ပေးနိုင်တာကြောင့်နီးစရာဆင်းရုံစီးပိခန့်တွေစီအများဆုံးအချိန်မီတွားရကူတမှုခံယူကြပါလို့တိုက်တွန်းလိုက်ပါတယ်။ ကျနာသတင်းချနေရေးရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအားနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျနာသတင်းချနေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။